မင်္ဂလာပါကိုခန့်ဤသားဖုတ်ဘောရှိုးအနေချိုးသူပါရယ်ကျွန်တော်ကိုခန့်ပါဒီကနေ့ရဲ့ဘောလုံးအပြောင်းရွှေ့သတင်းနဲ့ပတ်သက်ပြီးတော့သုံးသပ်ဆွေးနွေးမှုလုပ်သားချင်ပါတယ်ကျွန်တော်ပထမဆုံးဆွေးနွေးချင်တာဒီလီမီယာဖော်ပြထားတဲ့ Florian Vis နဲ့ပတ်သက်တဲ့သတင်းပေါ့နော် Florian Wiss Liverpool တင်းကိုရောက်သိမိပြ Liverpool ဒီလိုလိုချင်းချင်းနဲ့ Florian Wiss ကိုကမ်းလှမ်းလာတာလေကြာပြီ Wiss ကလည်း Liverpool တင်းကိုပြောင်းရွှေ့ဖို့အတွက်အလုံးစုံသဘောတူညီသွားပြီသူရဲ့လောက်ခပမာဏတခြားသောမမြင်နိုင်တဲ့အပူပရိုဂရမ်တွေစသဖြင့် Liverpool ကအလုံးလိုက်ရောပေးထားတယ် Wiss ကလည်း is okay ဒါပေမဲ့ပြဿနာတရက်ကဘာလဲဆိုတော့ Wiss ကိုပိုင်ဆိုင်တဲ့ Liverpool စင်ပေါ့ Liverpool ကမ်းလှမ်းတဲ့တင့်တင့်နဲ့ပြောင်းတင့်တင့်နဲ့လို့တော့ပြောလို့မရပါဘူးတင့်လျော်တယ်ဗျာတော့ reasonable ဖြစ်တယ် တောင်ရွှေ့ကြီးပေါင်133တန်းဗျ။နဲတဲ့အမောက်ပမာဏမှာမဟုတ်ဘူး။လီဗာပူးကလပ်တင်တမိုင်းတစ်လျှောက်ဒါအများဆုံးပြောင်းရွှေ့ကြီးလို့ပြောလို့ရတယ်လို့ပရီးမီးယားလိရဲ့တမိုင်းမှာလည်းအမြင့်ဆုံးပြောင်းရွှေ့ကြီးဖြစ်လာလိမ့်။ဒီလောက်အမောက်ပမာဏနဲ့ကန်းလန်းရင်တော့တော်တော်ပြီပေါ့။ဘေးက ရိတ်သက်တော်မှနည်းနည်းမျက်စိစပြုံမွေးလီဗာပူးစင်နဲ့ပတ်သက်ပြီးစူးလာပြီဟုတ်ပါအဲ့တော့လီဗာပူးကအခုနောက်ဆုံးဖလော်ရန်ဗစ်ကိုပြောင်းရွှေ့ကြီးပေါင်138သန်းပြီးရင်အပိုပရိုဂရမ်တွေလည်းပါမယ်အပီးသက်ဗျာမရရအောင်ကန်လန်းဖို့စီစဉ်နေပြီလို့သိရပါတယ်ပွင့်လင်းပြောရင်တော့ဟိုလီဗာပူးစင်နည်းနည်းညစ်နေတယ်လို့ထင်တယ်ရာတင်ရထိုက်တဲ့ပြောင်းရွှေ့ကြီးလည်းရပြီဒါကိုလိုရာထက်ပိုပြီးတော့ ဗစ်ကိုတောင်းရွှေ့ကြရခြင်းနေတဲ့သဘောမျိုး Florian Vis ကောင်းနေဆိုတာလက်ခံတယ်လွန်ခဲ့သောနှစ်နှစ်ကျော်ကာလတုန်းက ACL injury မိပြီးကြောင်ပြောင်းမလို့ဖြစ်သွားတာအဲ့နောက်ပိုင်းမှာပြန်ပြီးခြေသွမ်းပိုင်းကောင်းမွန်လာတဲ့ကမ္ဘာအဆင့်အထိရောက်လာတယ်ပေါ့နော်ဒီနောက်ပိုင်းမှာ Liverpool ဆင်ကတော့သူတို့အသင်းရဲ့ကစားသမားကိုစန်ချိန်တင်ပြောင်းရွှေ့ကြရဖို့အတွက်မဖြစ်မနေစူးစမ်းအားထုတ်နေတဲ့ပုံမျိုးပဲခါလီကြရင်လည်း Liverpool လို့ ်နော်ဒါမှမဟုတ် Chelsea တို့ Manchester United တို့လို့ club မျိုးတွေအထူးသဖြင့် Premier League club တွေအနေနဲ့ဝင်ငွေဝင်တာတော့ဟုတ်တယ်သို့တော့အဲ့လိုမတော်မတရားကြီးဗျာမတရားပတ်စံနေနေကန်တောင်းနေတဲ့အခြေအနေမျိုးတွေကတသိမဟုတ်တသိကြုံတွေ့ရတယ်တချေစီတို့လည်းဟိုးရင်တော့ကပါရီဇာဘလက်ကာကိုဘီဘာကိုပောက်ခဲ့ရတောင်းနေစီပေးခဲ့ရတာပဲဗျအခုလီဗာပူးလည်းထိုနည်းတူပဲဖစ်ကိုအမီရ မဖြစ်မနေခေါ်ချင်နေတဲ့အခြေအနေမျိုးမှာနေကင်တော့ဆွတ်တောင်းနေတဲ့အတွက်ကြောင့်ပတ်စံကတော့အနေငယ်များသွားတယ်ဒါပေမဲ့တိတ်မချခင်အခြေအတွေမှာ Florian Vis နဲ့ Liverpool ရဲ့အပြောင်းရွှေ့ရ complete ပေါ့နော်ပြီးမြောက်သွားတော့မယ်လို့ကျွန်တော်ထင်တယ်အဲနောက်ဆက်တွဲမှာလည်းကျွန်တော်ကြားထားတဲ့သတင်းတွေမှာ Milos Karkas ပေါ့နော်အဲ့တော့ Karkas ကလည်း Liverpool အသင်းကိုရောက်ရှိဖို့အတွက်အတော်လေးနှိစက်နေတဲ့အခြေအနေဖြစ်ပါတယ် Carcass Frimbaum Florian Vis တုံးယောက်ကတော့မရှိမနှောင်း Liverpool တင်းရဲ့တရားဝင်ကစားသမားတစ်တည်းဖြစ်ချိန်ညာမဲ့သဘောမျိုးဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်နောက်ထပ်သတင်းတပုတ်ဆက်လက်ဆွေးနွေးအောင်ခင်ဗျဒီသတင်းကတော့ Spain ဘက်က AS သတင်းဌာနကဖော်ပြထားတဲ့ Arsenal အသင်းအတွက်အနှဲငယ်အနှဲငယ်မျှပေါ့နော်အများကြီးတော့မဟုတ်ပါဘူးအနှဲငယ်များစိုးရင်စရာကောင်းတဲ့သတင်းဖြစ်ပါတယ်ခင်ဗျ Real Madrid အသင်းက Arsenal အသင်းကိုပြောင်းရွှေ့ဖို့တော်တော်လေးနီးစပ်နေပြီဖြစ်တဲ့ Spain ကွင်းလယ်ကစားသမား Martin Zubimendi ကိုကြားဖြတ်ခေါ်ယူဖို့အတွက်နောက်ဆုံးချိုးပဲ့မှုတစ်ခု ြုတ်လုတော့မှာဖြစ်တယ်ဆိုပြီးဒီစပိန်ရဲ့သတင်းမြစ်ကပေါ်ပြထားတဲ့အတွက်ကြောင့်ကျွန်တော်မယုံကြည်လို့တော့မရအောင်အဲ့တော့ဘယ်သတင်းမြစ်ကတော့တိုင်ယာအဖြစ်နှိမ့်တယ်တို့မြင့်တယ်တို့အဲ့ဒါတွေကတတ်မှတ်ချက်တွေဗျတကယ်တော့ဘောလုံးသတင်းဆိုတာတိုင်ယာမြင့်တဲ့သတင်းထဏာကလည်းဟိုတခါကြိုက်ဖြစ်ရှင်မှာဖြစ်တာပေါ့နော်လူကြိုက်များတယ် ယုံကြည်လို့ရတဲ့သတင်းမျိုးတွေတင်တာကိုတိုက်ရမြင့်တယ်လို့သတ်မှတ်ကြတယ်ဗောလေထားပါလောလောဆယ် AS ကတော့ဒီလိုပေါ်ပြတဲ့အတွက်ကြောင့် Martin Zubemann ဒီရဲ့ Arsenal အသင်းကိုပြောင်းရွှေ့မဲ့အခြေအနေကတခုမြဖြစ်သွားမလားဗောနော်ကျွန်တော်ဆိုလိုတဲ့သဘောကဒီသတင်းပေါ်ပြချက်အတိုင်းသာတကယ်ဖြစ်သွားရင်ပြောတာဆိုတော့ တဲ့င်းကိုပြန်ပြီး adjust လုပ်ကြည့်မယ်ဆိုရင် Superman ကအာရုံပဲပြောင်းဇန်နဝါရီပြောင်းရွှေ့ကာလမှာကလေးက Personal Dams Agree ကဖြစ်ပြီးသွားပြီအခုနောက်ပိုင်းမှာလည်း Real Madrid ကဒီ Din Newson ကိုခေါ်ပြီးတဲ့အချိန်ပေါ့နော် Superman နဲ့ပတ်သက်တဲ့တဲ့င်းတွေထက်ကြတယ် Superman ကတော့ Nobel Arteta ကိုသူဂရိပေးပြီးသွားပြီအဲ့တော့ကြောင့် Arsenal ပဲပြောင်းမယ်ဆိုတဲ့တဲ့င်းမျိုးတွေ အားလုံးလည်းကြားမိမယ်လို့ထင်တယ်။တိုးတော့အခုချိန်မှာစူပါမန်ဒီရဲ့တလောလုံးကပြောစကားလေးကပြန်ပြီးတော့စဉ်းစားချင်နေရကောင်း။သူ့ရဲ့ idol ပေါ့နော်။ကစားသမားဇာဗီအလွန်ဆိုတဲ့။ဇာဗီအလွန်ဆိုက Real Madrid အသင်းကိုရောက်လာပြီ။အဲ့တော့ဇာဗီအလွန်ဆိုတို့စူပါမန်ဒီတို့ Ilara Mandy တို့ဆိုတာပုံတံတန်တူလေးတွေ။အဲ့ Deep Lion Miffy ကစားသမားကောင်းတွေအဖြစ် Real Sociedad ကထွက်ခဲ့တဲ့ကောင်း။အဲ့ဒီခါကျတော့ပြောလို့တော့မရဘူးပေါ့။သူသဘောကျတဲ့ကစားသမားဟောင်းကနီးပြဖြစ်နေတဲ့အခါကျတော့လေ Real Madrid ကမလုံးပေးပြီးတချို့တော့မမြင်နိုင်တဲ့ အခြေအနေတွေကနေကန်းလန်းသွားခဲ့ပြီးရှိတော့ဇူဘဲမန်နီရဲ့စိတ်ပြောင်းလဲကောင်းလဲပြောင်းလဲသွားနိုင်တယ်ပေါ့နော်ဒါမဲ့လေ percentage နဲ့တွက်ကြည့်မယ်ဆိုရင်စူပါမန်ဒီကအာယူပြောင်းရွှေ့ဖို့အတွက်80%လောက်တည်ချသွားပြီကျွန်တော်တို့မသိနိုင်တဲ့ အတချို့သော trick တွေမှသာလေ Real Madrid အနေနဲ့ Super Man ကိုခေါ်ဖို့အခွင့်အရေးရှိမှာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျာ။ဒီသတင်းကတော့ကျွန်တော် Luis Gali နဲ့ပတ်သက်တဲ့သတင်းပေါ့နော်။ Real Madrid အသင်းက Arsenal အသင်းရဲ့လူငယ်ကျယ်ဝန်းကစားသမား Luis Gali ကိုစိတ်ဝင်စားနေပေမဲ့ Arsenal ကစာချုပ်သစ်ချုပ်ဆိုမှုနှိစက်နေပြီဖြစ်တယ်လို့သိရပါဗါး။ AIB Real Madrid ရဲ့ရန်ကိုကာကွယ်ဖို့အတွက်သူတို့ရဲ့ကျယ်ဝန်းကစားသမားတွေကိုစာချုပ်သက်တမ်းတိုးဖို့ဒီနှစ်မှာအဓိကထားပြီးတော့လှုပ်ဆောင်တယ်။ကျယ်ဝန်းကစားသမားတွေဆိုတဲ့နေရာမှာ William Saliba, Bukayo Saka, Luis Gali Sekali liar di ni ထွန်းထွန်းပေါက်ပေါက်ဖြစ်လာတယ်ပေါ့ဗျာဆိုတော့ South Sudan အလင်းမြန်တိုးဖို့လှုပ်ဆောင်ရမယ့်ကိစ္စမဖြစ်မနေကိုလှုပ်ရလိမ့်လက်ရှိမော်ဒယ်မော်လုံးလောကခေတ်မှာကစားသမားတွေကိုမလုံးပေးပြီးခုံတဲ့ကလပ်တင်းကြီးတွေများလာတယ်ဒီလိုမျိုးရန်ကကာကွယ်မှုအတွက်ကစားသမားကိုလည်းနှိရှေစာအုပ်ချုပ်ပြီးပြန်ချုပ်ကလေးအဲ့တော့အခုနောက်ပိုင်း after left back တနေရာမှာအဘရိုးလည်းတွေ့မှာပေါ့ Martin Skelly ဆိုတာမရှိမဖြစ်ကစားသမားဖြစ်လာပြီးခဲ့တဲ့ဘောလုံးရာသီက left back တနေရာမှာသုံးဖို့ခေါ်ထားတဲ့ Calafiori တော့နားတာအင်္ဂလန်လေရွေးစဉ်အသင်းမှာလည်းရွေးချယ်ခံရတဲ့ဒီခြေသွမ်းတွေပ ြလာတယ်ပေါက်သွားပြီဗျအဲဘဲလေးကကျွန်တော်သွားကြည့်တယ်ပြောပါရယ်နန်နယ်ရီမာတင်စကယ်လီလင်းရောက်ရှိတဲ့နေရာမှာကျွန်တော်ကစကယ်လီကိုသဘောကျတယ်လို့စကယ်လီကို ကြိုက်တယ်ကစားဖို့မားတယ်သူ့ရဲ့ physical bit ကလည်းကောင်းတယ်ဒီတစ်ကြောင်ဘူကာယိုဆာကာလိုမျိုးပဲအာစနယ်ရဲ့ treasure ဖြစ်လာတယ်အဲ့လို treasure ကစားသမားတွေကိုစာအုပ်တံတန်နှိမ့်နှိမ့်မြဲမြဲတိုးထားတာကအာစနယ်တင်းတော်စိတ်အချဆုံးလို့တော့သုံးသပ်မိပါတယ်ကဲကျွန်တော်နောက်ဆုံးဆွေးနွေးခြင်းတဲ့သတင်းက Man United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျ Talksport ကဖော်ပြထားတာပါ Inter Milan အသင်းကစိတ်ဝင်စားမှုတွေရှိနေပေမဲ့လည်း Manchester United အသင်းတိုက်စစ်မှု Rasmus Quilan ကတော့အသင်းကနေထွက်ခွာဖို့မရှိဘူးဆိုပြီးပြောကြခဲ့ပါတယ်မနေ့ကတည်းကဒီသတင်းတက်လာတာပေါ့နော် Inter Milan နန်ဝိုင်လန်ကိုတကယ်ကြီးစိတ်ဝင်စားတာဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ဝိုင်လန်ရဲ့ကစားပေါက်ကအီတလီစီးရီးမှာအဆင်ပြေ။နီးပြားသစ်ဖြစ်လာမဲ့ခရစ်စတန်ချီဗူရဲ့ဆုံးဖြတ်ချက်တစ်ခုကိုပဲသူတို့ကစောင့်နေ။ချီဗူကသာโอเคဆိုပြီးခေါင်းငိမ့်လိုက်ရင်တကယ်မလိမ့်မယ်။သို့တော့ဝိုင်လန်အနေနဲ့ EPL ကိုမျောလင်းချက်မြင့်မြန်မာနဲ့ပြောင်းသွားပြီးဟို flop တဲ့ပုံစံမျိုးနဲ့အီတလီစီးရီးကိုပြန်လည်ခြေချဖို့ကသူ့အနေနဲ့သိပြီးမဝင်မရဲဖြစ်နေတဲ့ပုံစံမျိုးပြအဲ့အတွက်ကြောင့် Rasmus Finland ဒီ United မှာပဲထပ်ပြီးတော့ ကတ်နေဖို့အခြေအနေရှိတယ်။ခါလီကြရင်ဟိုအပြောင်းရွှေ့ဆိုတာအသင်းအသင်းအဆင်ပြေတာတခုတည်းနဲ့မပြီးဘူးလေ။ကစားသမားကလည်းပြောင်းရွှေ့ခြင်းမှဖြစ်လိမ့်မယ်။လော့ဒ်ရဲ့အခြေအနေကတော့စောင်းတန်းကလည်းကြံနေသေးလို့လက်ရှိချိန်မှာလည်းယူနိုက်တက်ကစားသမားပဲဖြစ်နေသေးလို့အသင်းမှာပဲဆက်နေမယ်ဆိုတော့စကားတွေကကျွန်တော်တို့ပြောသလိုမျိုးပဲယူနိုက်တက်မှာပဲထပ်ပြီးတော့ Rasmus Wijnaldum ကတ်နေသွားဖို့ရှိပါတယ်။ဒီလိုနေသွားမယ်ဆိုရင်ပြဿနာဘာလဲဆိုတော့နောက်ထပ်ကစားသမားတစ်တည်းကိုခေါ်ဖို့အတွက်အဟန်တားဖြစ်သွားစေနိုင်တယ်။ Joshua Zirkzee ကလည်းဗျာချက်ချင်းပြောင်းအောင်မဟုတ်ဘူး။ Wijnaldum နဲ့ Zirkzee နဲ့ဆို Zirkzee ကနောက်မှရောက် တာအဲ့တော့ပြောရတာလေနည်းနည်းခက်တယ်ယူနိုက်တက်ကစားသမားတွေကိုတင်းတင်းကြပ်ကြပ်နဲ့ပေါ့နော်တေချာကင်တွယ်နိုင်ဖို့တော့လိုတယ်အခုအချိန်တွေကအဲ့လိုငါတကောကောတဲ့အချိန်မျိုးတွေဖြစ်နေလာသားတွေအများကြီးယူထားတယ်အတင်းကိုပြန်ပြီးတော့ငဲ့မကြည့်ဘူးပေါ့နော်တကယ်တော့ကိုကအဆင်မပြေတော့ဘူးဖေးနေပြီဆိုရင်ပြန်ငဲ့ကြည့်ရမယ်ပုံစံမျိုးဖြစ်ပါတယ် Brassmouth Finland Man United ရှေ့လျှောက်ဘာတွေဖြစ်မလဲရှင်ကုန်သွားနဲ့စောင့်ကြည့်လိုက်အောင်လို့ပြောရနေတယ်ပဲဗီဒီယိုလေးကိုနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်